မမနိုင်ငံလုံးဆိုင်ရာចောင်းသားတမက်ကများအဖွဲ့ချုပ်ဘာကသားရဲ့ပထမဦးဆုံးဥက္ကဋ္ဌဥရာရှိရာပြည့်အထိမ့်မှတ်ကျင်းပရေးအတွက်ပြီးခဲ့တဲ့တောက်ကြာနေ့ကရန်ကုန်မြို့မှာဆွေးနွေးခဲ့ကြပါတယ်အပြည့်အစုံကိုတော့ကျမတို့ဝိုင်းတော်သားကိုခင်မောင်စုမင်းကတင်ပြထားပါတယ်ရှင်မမနိုင်ငံလုံးဆိုင်ရာចောင်းသားတမက်ကများအဖွဲ့ချုပ်ဘာကသားရဲ့ပထမဆုံးဥက္ကဋ္ဌဥရာရှိရာပြည့်အထိမ့်မှတ်အခမ်းအနားကျင်းပရေးအချိုညှိနှိုင်းပွဲကိုရန်ကုန်မြို့တော်ဝင်နင်းစီခမ်းမမှာပြုလုပ်ပါတယ် ဘဂဒရဲ့ပထမဆုံးဥက္ကဋ္ဌဖြစ်တဲ့ဥရာရှိရဲ့ယာပြည့်နေ့ဟာရှေးလနိုဝင်ဘာ9ရက်နေ့မှာကြာရောက်မှာဖြစ်ပါတယ်။တတိယဆိုရင်တရားတော်ကဏ္ဍကိုပေါ်လင်းစေဖို့အဲ့ဒီဆွေးနွေးပွဲကို88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေလက်ရှိចောင်းသားတမကခေါင်းဆောင်တွေမျိုးဆက်အသီးသီးကចောင်းသားခေါင်းဆောင်တွေနဲ့နိုင်ငံရေးပါတီတချို့ကခေါင်းဆောင်တွေတက်ရောက်ကြပါတယ်။ကိစ္စတဲ့တမကန်ခေါင်းဆောင်တွေဟာဒီရာပြည့်ပွဲတွေနာကအနေနဲ့ ပါဝင်ပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်အဲ့ဒီနာထအများကတော့ဆရာကြီးဒီကုန်တာရအပါဝင်ဦးတန်းပင်အပါဝင်ဆရာဦးဝင်းပင်အပါဝင်အဒီဘန်းဦးဝေါမောင်တို့အပါဝင်ဆရာဦးလိုက်ရွှေတို့အပါဝင်ပေါ့ဒါနာဂကြီးများပေါ့1962ခုနှစ်အထိအဲ့ဒီမင်းနဲ့ကျမယူထားပြီးတော့သူတို့ကတော့နာဂအဖြစ်ပါဝင်ကြမှာဖြစ်ပါတယ်ဖြစ်ဆက်ဆက်တမကနဟဖနစ်အထိဒီတမကခေါင်းဆောင်တွေအဲ့ဒီအဂျီယန်ထဲမှာပါလို့ပေါ့လေသူတွေကတော့ကော်မတီအတိအကျမှာပါဝင်ကြမှာဖြစ်ပါတယ် မြမလူစီကောင်းတောင်တောင်ဆန်းစစ်ကြည့်လို့တော့ဒီပွဲနဲ့ပတ်သက်လို့ငကူတွေကလည်းမိသားစုချင်းညီညွတ်ကြပါတယ်ဟိုအောင်ဆန်းနဲ့ကိုရရှိဆိုတာကခေါင်းနဲ့ပန်းလို့ပါအတူတကွာဒုတိယကျောင်းသားတပည့်တက္ကသိုလ်ဘာသာသားဒီမျိုးဒီပူပေါင်းပြီးတော့လက်ချက်ချက်ကြောချင်းကပ်ပြီးတော့အလုပ်လုပ်ကြတဲ့အတွက်ကြောင့်မလို့မြမလူစီကောင်းတောင်ဆန်းစစ်ကြည့်လို့လည်းကျွန်တော်တို့ဖိတ်ထားပါတယ်ဥရာရှိကို1932ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာ အိန္ဒိယနိုင်ငံဥဒါပရာဒေ့ရှ်ပြည်နယ်အလာဟာဘတ်မြို့မှာမွေးဖွားခဲ့ပါတယ်။အဲဒီနောက်၃နှစ်သားအရွယ်မှာပဲမိဘတွေနဲ့အတူအဖိုးအဖွားတွေနေထိုင်ကြတဲ့မြန်မာနိုင်ငံကိုပြောင်းရွှေ့ခဲ့ပါတယ်။အစ္စလမ်ဘာသာဝင်တဦးဖြစ်တဲ့ဥရာရှိဟာကိုလိုနီခေတ်ရန်ကုန်တက္ကသိုလ်မှာပညာသင်ကြားခဲ့ပြီး ဘာဂတဥက္ခရတူအနေနဲ့ចောင်းသားတမကဖွဲ့စည်းပုံဥပဒေတွေရေးဆွဲခဲ့ចောင်းသားတမကအဆောက်အုံကိုចောင်းသားတွေကိုယ်တိုင်စီမံခန့်ခွဲခွင့်ရရှိအောင်ဆောင်ရွက်ခဲ့ုံသာမကចောင်းသားတပိတ်တွေကိုလည်းဥဆောင်ခဲ့သူတူဖြစ်ပါတယ်ဒါအပြင်သူဟာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ဦးနုအစိုးရအဖွဲ့မှလည်းဝန်ကြီးတအူးအနေနဲ့တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်ခင်ဗျာ။